မနီမီဂျီဆိုမြတ်သူစာကတော့ဒီကနေ့အင်တာဗျူးမှာလုံးဝပြည်သက်တည်ထင်မှတ်ထားတဲ့အရာမျိုးနဲ့သူညီမဖြစ်တဲ့စူပြည်သင်းစင်နဲ့စာပေကြီးဟင်းဝေရန်တို့ရဲ့မင်္ဂလာပွဲကိုသဘောမတူတဲ့အနေထားမှာပြောသွားခဲ့တာဖြစ်တဲ့တော့တနိုင်ကန်လုံးကလည်းအော်ခဲ့ရပါရဲ့ မေဝီရန်ရဲ့ဆောင်းရင်ဆိုင်ရဲ့ဓာတ်ပုံလေး HDR ဆိုရင်လည်းအွန်လိုင်းပေါ်မှာတတော်လေးကိုပြန်နှံ့နေပြီဖြစ်တယ်။မေဝီရန်ဟာသူ့ကိုအရှင်ရရအသေးရရလိုချင်နေတဲ့ဆောင်းရင်ဆိုင်ပေါ်မှာစိတ်ရိုင်းသွားဟန်ရှိပါတယ်။ဆောင်းရင်ဆိုင်ကလေမေဝီရန်ရဲ့ဘာသာရင်အခမဲ့လူဖြစ်နေတဲ့အခါကျတော့ဟင်းဝရန်ကိုရင်ကယောက်ျားလေးလေးဖြစ်တဲ့အခါကျတော့သူ့အနေနဲ့စိတ်မထိန်တာတွေလေးနော်ရှိရှိမှာပေါ့ဗျာ။စရိုဂူဟင်းဝရန်ရဲ့ဆောင်းရင်ဆိုင်နဲ့နော်ဓာတ်ပုံလေးပြန်နှံ့လာတယ်။ဆိုတော့ဟင်းဝရန်ရဲ့လောက်ရအပေါ်မှာ ဆိုပြီးဒီစင်တို့မိသားစုကလုံးဝသဘောမတူတော့ဘူးဟင်းဝင်းဟာဝိုင်းစုခိုင်သိန်းနဲ့ယော့နော်ဇလံများစွာရှိခဲ့ပြီးနာမည်ပြည့်ရှိခဲ့တဲ့မင်းသားဖြစ်ပါတယ်ဝိုင်းစုခိုင်သိန်းနဲ့နာမည်ပြည့်ပြီးကြတဲ့ကနေဟင်းဝင်းရဲ့စန်းတွေကလုံးဝကြာဆင်းသွားပြီးဒီနေ့ချိန်ထိနော်ဘာဇာကာကြီးမှနော်တိတ်မရိုက်ရသလိုဒီတစ်ခါကျတော့အကယ်ဒမီလည်းတဆူမှမရခဲ့ပါဘူး အခုတော့နော်ရေးစားလေးတယောက်တောင်မထားခဲ့ဘူးတဲ့စူပီဒီစင်နဲ့လက်ထပ်မယ်ဆိုတော့ဟင်းဝင်ရဲ့အပြက်အနာစာကိုပြန်လဲပြီးတော့တချို့သောသူတွေကရှာချပြန်ပါတယ်ဗျာဒီနေ့အင်တာဗျူးမှာတော့ဆွေမြသူစာကသူ့ညီမလေးဖြစ်တဲ့စူပီဒီစင်ကိုတယောက်တည်းပဲဖြတ်တန်းစေချင်တယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်တဲ့အတွက်ဟင်းဝင်ရဲ့ဆောင်းဆိုင်ရဲ့ HD တဲ့အခုပြန်နာလာတာနဲ့တိုက်ဆိုင်နေသလားနော်လုံးဝသဘောမတူဘူးလားဆိုပြီးတော့ပြောဆိုမှုတွေကိုလည်းတွေးနေရပြီလေဖြစ်ပါတယ်ဗျာ